ဇာသပတိနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ15ရက်ကနေ21ရက်နေ့တော်တွင်မှာအပြောင်းလဲတွေဆက်တိုက်ဖြစ်မယ်ဥတီချက်တွေလုတ်ခိုင်းနိုင်တယ်ဆော်ရလိုက်တဲ့နေရာတိုင်းမှာအတိုက်ခံနဲ့ထိတဲ့တွေ့မယ်မဖြစ်မနေလုတ်ခိုင်းမှုကြောင့်ဆုံးမဲ့မအောင်မြင်မယ်တခါမှမလုတ်ဘူးတဲ့လူတွေလုတ်နိုင်တယ်တခါမှမ မဆောင်ရဘူးသေးတဲ့လမ်းကြောင်းတွေကိုထိတဲ့ရင်ဆိုင်ပြီးတော့လုတ်ကန်ညုံသာမကဆောင်ရသမျှဆုံးဖြတ်သမျှမှန်ကန်ပြီးတော့မူလဘဝရဲ့ပုံမြင့်တဲ့အခြေအနေတခုကိုကိုပြောင်းတိုးတက်ခြင်းကိုကြုံတွေ့ရပါလိမ့်မယ်။ဗီဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုတိုင်ကိုကြလူတွေ့လာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ ဒါကြောင့်စာစာနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းသင်ပြပါတယ်15ရက်နေ့မှာလမ်းကြောင်းသစ်တွေတိုးတက်မှုသစ်တွေဖန်ပြီးတိုးတက်မယ်အောင်မြင်မှုကိုရမယ်16ရက်နေ့မှာရပိုင်ခွင့်တွေလဲဝယ်ပြန်ရမယ်ငွေကြေးကန်ကောင်းမယ်ဆက်9ရက်နေ့မှာလုံသမျှရည်ရသမျှအစဉ်ပြေပြီးတိုးတက်မယ်16ရက်နေ့မှာ အလုတ်ပုံကိစ္စပေါ်နေကြုံမဲ့ရှင်ပြန်မှုအောင်မြင်မဲ့16ရက်နေ့မှာ အနှောင့်အယှက်တွေကြုံပြီးမှနှောင့်နှေးပြီးမှအစဉ်ပြေမဲ့20ရက်နေ့အရာရာကောင်းခြင်းတိုးတက်ခြင်းတွေရှိတယ်21ရက်နေ့မှာအပြောင်းလဲတဲ့တလန်းနဲ့လူရာပြည့်စုံခြင်းတွေကိုရရှိလိမ့်မယ်ဒီကာလအတွင်းတနင်္လာရင်ကဗုဒ္ဓနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေစနေမွေးသူတွေအနှောင့်အယှက်ပေးရတဲ့169ကဏ္ဍနေကြိုးပေးတယ်အဝါရောင်လိမ်မောရောင်နုနေအောင်တို့ကိုတောင်းပြီးတော့အလိုရှိရာကိစ္စများ ဆောင်ရွက်နိုင်ပါတယ်။အဝါရောင်ဘန်းဝင်လေးတွေဖျားကတ်လူပူဇော်ပြီးလိုရာဆုတောင်းရင်ဆုတောင်းပြပါတယ်မယ်။ကျေးဇူးတင်ပါတယ်။